မြတ်စွာဘုရားသခင်ကရမကြီးကတရားရှုမှတ်တဲ့နေရာမှာအရှုခံတရားလေးတွေနဲ့ပတ်သက်ပြီးတော့ပစ္စုပန်ခန္ဓာကိုရှုရမယ်လို့ဟောကြားတော်မူခဲ့ပါတယ်ပစ္စုပန်နိစ္စယောဓမ္မတတ္ထတတ္ထဝိပတ္တိပစ္စုပန်ဖြစ်တဲ့ဓမ္မအရှုခံတရားကလေးတွေကိုမြင်အောင်ကြည့်ရမယ်လို့ဆိုလိုပါတယ် ပစ္စဘာခန္ဓာသရဘယ်ခန္ဓာလဲလို့မေးရင်အခုမှအကြောင်းတက်ဆန်တော့အခုပေါ်တဲ့ခန္ဓာသည်ပစ္စဘာခန္ဓာပါပဲကြိုတင်ပြီးတော့ပေါ်နေတဲ့ခန္ဓာလည်းမဟုတ်ဘူးမရောက်သေးတဲ့ခန္ဓာလည်းမဟုတ်ဘူးသောသောကဖြစ်တဲ့ခန္ဓာတွေသည်သောသောတော့ကဖြစ်စေကာလမှာပဲဖြစ်ပြီးတော့ပြတ်သွားပါတယ်အခုချိန်ထိ ရောက်မလာပါဘူးအခုချိန်မှာဖြစ်နေတဲ့ခန္ဓာတွေက အသိသိသောခန္ဓာတွေပါ ခဏမဆက်တသေးသေးအမြဲမပြတ်တလဲဆက်ဖြစ်နေတဲ့ခန္ဓာတွေပါတခုပြတ်သွားလိုက်နောက်တခုစားထိုးဝင်လာလိုက်တခုပြတ်သွားလိုက်နောက်တခုစားထိုးဝင်လာလိုက်စင်ငယ်စင်ငယ်စင်ငယ်ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့ခန္ဓာကိုယ်တွေပါအဲ့ဒီခန္ဓာတွေကမှဒုက္ခသစ္စာလို့ဒီလိုခေါ်ပါတယ်ဒီတော့ဒုက္ခသစ္စာခန္ဓာကိုယ်ကိုပစ္စုပန်ခန္ဓာကိုယ်ကြည့်တဲ့နေရာမှာပေါ်သေးဖြစ်တဲ့ခန္ဓာကိုယ်ကြည့်ရမှာပါ ချုပ်ပြပျက်စီးသွားပြီးတော့မှပြန်ပြီးတော့အာယုံပြုတ်နေလို့မရပါဘူးချုပ်ပြပျက်စီးသွားတဲ့ခန္ဓာကိုပြန်အာယုံပြုတ်ရင်အဲ့ဒီချုပ်ပြပျက်စီးသွားတဲ့ခန္ဓာကိုယ်ကိုတိုက်ရိုက်မြင်နိုင်တဲ့စွမ်းရည်မရှိတော့ပါဘူးဘာဖြစ်လို့တော့ချုပ်ပြပျက်စီးသွားပြီဖြစ်လို့ပါမှန်းပြီးတော့သိတဲ့အသည်ပဲအနုမာနသဘောပဲဖြစ်ပါလိမ့်မယ်အနုမာနဤသဘောမျိုးနဲ့ကြည့်ပြီးတော့ဝိပဿနာရှုလို့မရပါဘူး ဝိပဿနာဆိုတာကတိုက်ရိုက်ပေါ်လာစေဖြစ်တဲ့ပြစ္ဆုတ်ပါခန္ဓာကိုယ်ကသာဖြစ်သဘောပြတ်သဘောမြင်အောင် ရှုရမှာဖြစ်ပါတယ်။တိုက်ရိုက်ပေါ်လာစေခန္ဓာဆိုတာက အကြောင်းတိုက်ဆိုင်ရင်ပေါ်လာပါတယ်။အကြောင်းတရားတွေကလည်းပဲတစ်ခုမဟုတ်တစ်ခုများတဲ့တိုက်ဆိုင်နေတော့ကြိုးတရားတွေကလည်းပဲဆင်းဆက်မပြတ်တလဲဆက်ဖြစ်နေမှာပါပဲ။ဥပမာအဖြစ်အင်းနဲ့အိုင်နဲ့မှာမိုးရွာကလေးတွေတဖွဲဖွဲရွာနေတဲ့အခါကျတော့မိုးပေါက်ကလေးတွေ ရေပြင်ပေါ်မှာတဖွဲဝဲနဲ့ကြာရောက်နေပါတယ်။မိုးရေမိုးပေါတွေကတခုတည်းမဟုတ်ပါဘူး။မိုးရေမိုးပေါတွေကရေကန်မျက်နှာပြင်အနှံ့ပြားမှာပေါ်ပေါက်နေကြတာဖြစ်ပါတယ်။မိုးရေမိုးပေါကလေးတခုကြာလာလိုက်။ကံရေပြင်ကလေးကရေပေါကလေးပေါ်လိုက်။နောက်တော့မိုးရေမိုးပေါကလေးတခုကြာလာလိုက်။ကံရေပြင်ထက်ကနေပြီးတော့ရေပေါကလေးတခုပေါ်လိုက်။ အဲ့ဒီရေဘွားကလေးတွေဟာဘလုံးစီပြီးတော့မွေးမောပေါကလေးကြားလိုက်သူကပွက်လာလိုက်ပြီးတော့ပြန်ပြတ်သွားလိုက်နောက်ထပ်မွေးမောပေါကလေးကြားလာလိုက်ဖြစ်လာလိုက်ပြန်ပြတ်သွားလိုက်အဲ့ဒီလိုနည်းနဲ့ပဲကံရည်ပင်မျက်နှာပင်ပေါ်မှာရေပင်ပေါ်မှာမွေးမောပေါကလေးတွေဟာအနှံပြားဖြစ်နေတာပါတဏှာရဲမှာဖြစ်တာမဟုတ်ဘူးအနှံပြားဖြစ်နေတယ်အနှံပြားဖြစ်နေတဲ့မွေးမောပေါကလေးတွေဟာပွက်လိုက်ပြက်လိုက်ပွက်လိုက်ပြက်လိုက်ပွက်လိုက်ပြက်လိုက် ပေါ်နေတဲ့နေရာလည်းရှိသလိုပြက်နေတဲ့နေရာတွေလည်းအများကြီးပဲရှိတယ်။အရာကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်အော်ဟောဒီရေဘော်ကလေးတွေဟာမိုးရင်မိုးပေါင်းနဲ့ကံရည်မျက်နှာပြင်နဲ့ထိခိုက်ပြီးတော့ပေါ်လာတဲ့ရေဘော်ကလေးတွေပဲ။အเจ้าမဲ့ပေါ်တာမဟုတ်ပါဘူးအเจ้าကြောင့်ပေါ်တာပါ။အเจ้าချုပ်သွားတဲ့အခါကျတော့သူတို့လည်းချုပ်ပြောက်ပြစီးသွားတာပဲ။ဒါပေမဲ့နောက်ထပ်အเจ้าတရားတွေဆင်ငယ်ဆင်ငယ်ပေါ်လာတဲ့အခါမှာ ရေပွဲဆိုတဲ့ကြိုးတရားကလေးတွေကလည်းပဲဆင်းရဲဆင်းရဲပေါ်လာတာဖြစ်ပါတယ်။အဲဒီလိုပါပဲမိမိတို့ရဲ့ခန္ဓာကိုယ်နှံပြမှလည်းပဲကြိုးတရားကလေးတွေကလည်းနေရာနှံပြမှဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်စားထုတ်ပေါ်လိုက်။နန္တရားဆိုတာကတော့တပြိုင်တည်းသောကာလမှာတစ်ချိန်ပဲတစ်ခုပဲဖြစ်တာဖြစ်တဲ့အတွက်တစ်ခုပြက်ပြီးမှနောက်တစ်ခုစားထုတ်ပေါ်ရတာပါ။သို့သောကြိုးတရားဆိုတာကခန္ဓာကိုယ်နှံပြမှရှိနေတဲ့အတွက် တခုပြက်ပြီးမှနောက်တစ်ခုပေါ်တယ်ဆိုပေမဲ့လို့လည်းပဲနေရာအနှံ့ပြားမှာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဒီနေရာလေးကပူတဲ့သဘောရှိတယ်ဟိုနေရာလေးကအေးတဲ့သဘောရှိတယ်ဟိုနေရာလေးကထုံသဘောရှိတယ်ဟိုနေရာလေးကနာသဘောရှိတယ်ဟိုနေရာလေးကကျင်သဘောရှိတယ်ဟိုနေရာလေးကလှုပ်သဘောရှိတယ်အဲ့ဒီသဘောတရားကလေးတွေဟာအမျိုးမျိုးဖောက်ပြန်ပြောင်းလဲပြီးတော့တခုပြီးတခုစဉ်ဆက်မပြတ်ဖြစ်နေကြတာမို့လို့ခန္ဓာကိုယ်တစ်ခုလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင် အင်းတဲ့အင်းထဲမှာမိုးရေရွာတဲ့အခါဖြစ်နေတဲ့မိုးရေပွက်ကလေးတွေလိုပါပဲတကူလုံးမှာပွက်နေတဲ့မိုးရေမိုးပေါင်းနဲ့တူတဲ့ဖြစ်နေတဲ့ရုပ်တရားကလေးတွေကလည်းအများကြီးပြက်ပြက်သွားတဲ့ရုပ်တရားကလေးတွေကလည်းအများကြီးအဲ့ဒီအပေါ်မှာနန္တရား ဆိုတဲ့အတိတရားကလေးကလည်းပဲမိမိတဏ္ဍာမှာဖြစ်နေတဲ့ရုပ်တရားကလေးတွေကိုသိတယ်ဖြစ်တယ်ဖြစ်တယ်လို့သိတယ်ပြင်းရင်ပြက်တယ်လို့သိတယ် ထောင်ရင်ထောင်တယ်လို့သိတယ်နာရင်နာတယ်လို့သိတယ်ကျင်ရင်ကျင်တယ်လို့သိတယ်ကိုက်ရင်ကိုက်တယ်လို့သိတယ်အဲ့ဒီဒီကလေးလေးကလည်းပဲတခုပြီးတခုတခုပြီးတခုစဉ်ဆက်မပြတ်နဲ့ဖြစ်လိုက်ပြလိုက်စာထုပ်ပေါ်လိုက်ဖြစ်လိုက်ပြလိုက်စာထုပ်ပေါ်လိုက်နဲ့အဲ့ဒီလိုပဲဖြည့်ပြီးတော့ပြတ်နေကြတဲ့သဘောတရားတွေပါပဲအဲ့ဒီသဘောတရားတွေထဲမှာစိတ်ကလေးတွေယုံတရားကလေးတွေတခုပြီးတခုဖြစ်နေတဲ့သဘောတရားကိုကြည့်ဖို့ရအမတန်ခက်ခဲပါတယ် တခုပြီးတခုပေါ်လာတဲ့ကာလကတော့ခဏပိစုံပန်လို့ဒီလိုခေါ်ပါတယ်။အဲဒီခဏပိစုံပန်ကိုကြည့်ဖို့ရန်ဆိုတာကအင်မတန်ဉာဏ်ရင်းတဲ့ပုံကများသာကြည့်လို့ရတာပါ။အပင်ဉာဏ်ရတဲ့ပုံကများသာကြည့်လို့ရတာပါ။တာမာပုံကများအနေနဲ့အင်မတန်ဖြစ်တာလဲလှင်းမြန်းတဲ့ပြက်တာလဲလှင်းမြန်းတဲ့အလုံးလှင်းမြန်းလုံးတဲ့အတွေ့တခုချင်းတခုချင်းမြင်မှုဆိုတာအင်မတန်ခဲရင်ပါတယ်။ဒါကြောင့်မလို့ထက္ကရာများမှာခဏပိစုံပန်အနေနဲ့မကြည့်နိုင်ရင် အတာပစ္စုပန်တန္တိပစ္စုပန်များ ਨੇ ကြည့်ရမယ်လို့ဒီလိုဆိုထားပါတယ်အတာပစ္စုပန်ဆိုတာကအခိုက်အတန့်ကာလတစ်ခုကိုပြောတာပါတန္တိပစ္စုပန်ဆိုတာက အစဉ်အတန်းတစ်ခုကိုပြောတာပါပိုရင်ပိုတဲ့အခိုက်အတန့်တစ်ခုအေးရင်အေးတဲ့အခိုက်အတန့်တစ်ခုနာရင်နာတဲ့အခိုက်အတန့်တစ်ခုကျင်ရင်ကျင်တဲ့အခိုက်အတန့်တစ်ခုအဲ့ဒီအခိုက်အတန့်တစ်ခုတစ်ခုမှာပေါ်လာစေဖြစ်တဲ့ယုံတရားနန္တရားလေးတွေရဲ့တဘာဝတရားလေးတွေကိုခြုံငုံပြီးတော့ကြည့်ရမှာဖြစ်ပါတယ် အဲ့ဒီလိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်အစဉ်တန်းသဘောမျိုးတန်တတိသဘောမျိုးလည်းအကျုံးဝင်သွားပါတယ်စိတ်စဉ်တန်းကလေးနာစဉ်တန်းကလေးမိမိတို့ရဲ့တန်တမာဖြစ်နေတယ်အဲ့ဒါကိုပါဠိလိုတော့ဝိသီလို့ခေါ်တယ်တကယ်တမ်းရှုမှတ်လိုက်တဲ့အခါကျတော့အဲ့ဒီအစဉ်တန်းကိုခြုံငုံပြီးတော့ကြည့်ရမှာပါအဲ့ဒါကိုတန်တတိအစဉ်ကိုကြည့်တယ်လို့ခေါ်တယ်အတ္တအနေနဲ့ပဲကြည့်ကြည့်တန်တတိအနေနဲ့ပဲကြည့်ကြည့်ခြုံမိငုံမိအောင်ခြုံငုံပြီးတော့ အလုံးကိုပေါင်းပြီးတော့ကြည့်လိုက်ပြီဆိုကြဲကောကအပေါင်းစုဆိုတဲ့သမုဟပညာမကဲပါဘူးတခုချင်းတခုချင်းခန္ဓာသဘောမျိုးဖြစ်နေတဲ့သဘောတရားတွေကိုကြည့်ရတာမလွယ်ကူသေးတဲ့အတွက်သမုဟပညာနဲ့ပေါင်းပြီးတော့ကြည့်ရခြင်းပဲဖြစ်ပါတယ်သို့တော်လည်းအဲ့ဒီပညာဆိုတဲ့စွေးပေါ်မှာမိမိရဲ့စိတ်ကတင်မနေဖို့တော့ရေးကြည့်ပါတယ်ကြည့်ကစားမှပညာကိုမြင်တယ်ဆိုပေမဲ့လို့လည်းပဲတဖြည်းဖြည်းနဲ့ပညာကိုခွာပြီးတော့ပရမတ်ကိုရောက်အောင်ကြည့်ဖို့လိုပါတယ် သဘောတရားကလေးတွေတစ်ခုချင်းတစ်ခုချင်းစိတ်စိတ်အစိတ်အစိတ်ပိုင်းပိုင်းအချာအချာခွဲခြားစိတ်ပြပြီးတော့ကြည့်နေအောင်ကြိုးစားရမှာဖြစ်ပါတယ်။ရုပ်စင်တန်းကလေးနာစင်တန်းကလေးရုပ်ပေါင်းစုနာပေါင်းစုအဲဒီလိုတစ်ခုချင်းတစ်ခုချင်းခက်ကျဲကျဲမြင်သွားတာကိုတော့ဖြစ်ဖြစ်ကျဲကျဲမြင်တယ်လို့ဒီလိုခေါ်ပါတယ်။အဲဒီကနေပြီးတော့ခြုံငုံပြီးတော့ကြည့်တဲ့အဆင့်ကနေပြီးတော့အသေးစိတ်ကြည့်နိုင်တဲ့အဆင့်ရောက်လာပြီဆိုရင် ဖြစ်ဖြစ်စစ်စစ်မြင်တယ်လို့ဒီလိုခေါ်ပါတယ်။ တခုချင်းတခုချင်းနေပါလောက်ကိုပဲကြည့်နိုင်မသွားပြီဆိုရင်တော့ဖြစ်ပြက်ပြိုင်ဖြိုင်ဖြိုင်မြင်တယ်လို့ဒီလိုခေါ်ပါတယ်အဲဒီလိုဖြစ်ပြက်ဖြိုင်မြင်မြင်ပြီဆိုတဲ့အခါကျတော့ပညာသဘောတရားကလေးတွေလည်းပဲလုံးဝကင်းစင်ပြီးတော့ယောသဘောနာသဘောဆိုတဲ့ပရမတ်အမြင်ကလေးတွေကြီးတက်တက်သာမြင်နေမှာဖြစ်ပါတယ်အဲဒီအမြင်ကလေးတွေစီကိုဉာဏ်ကလေးကရောက်လို့အားလုံးဟာပရမတ်သဘောတရားကလေးတွေပဲယောသဘောပဲနာသဘောပဲအကောင်ထဲမရှိဘူးအထဲတရက်မရှိဘူး ပညာတင်လို့ရတာတကူမှမရှိဘူးအားလုံးဟာဖြစ်ပြီးတော့ပြက်တယ်ဖြစ်ပြီးတော့ပြက်တယ်သဘောတရားကလေးတွေရက်ခနဲ့ရက်ခနဲ့ရက်ခနဲ့ပြက်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 သွားတယ်ရက်ခနဲ့ရက်ခနဲ့ပြက်ပြက်သွားတဲ့အချိန်ကာလကလေးကိုကြည့်ရင်ပညာတင်ဖို့ကိုအချိန်မရလိုက်ပါဘူးနာမတက်ဖို့ကိုအချိန်မရလိုက်ပါဘူးအဲ့ဒီလို အသေးစိတ်အစိစိတ်ပိုင်ပိုင်ခြားခြားကလေးတွေကိုမြင်အောင်ကြည့်လိုက်နိုင်မယ်ဆိုရင်မိမိရဲ့တဏ္ဍာမှာဖြစ်ပြမြင်တဲ့အမြင်ကလေးတွေဟာလည်းပဲ အတော်တန်ရင်းကျက်နေတဲ့သဘောရှိပါတယ်အဲဒီလိုရင်းကျက်လာပြီဆိုရင်ဆံပြားကနေခြေပြားအထိခန္ဓာကိုယ်တစ်ခုလုံးမှာအစိမ့်အစိမ့်ပိုင်းပိုင်းခြားခြားပြက်ပြက်တစ်ခုနဲ့တစ်ခုမတူတာကလေးတွေကိုကြည့်ပြီးတော့အော်ဒါလေးတွေဟာတစ်ခုပြက်လို့တစ်ခုအသစ်ပေါ်တာပဲတစ်ခုပြက်လို့တစ်ခုအသစ်ပေါ်တာပဲဆိုတော့ဖြစ်သဘောပြက်သဘောကလေးတွေကိုညာကလေးနဲ့ကောက်ချက်ချကြည့်လိုက်နိုင်မယ်ဆိုရင်ဖြစ်လာတာလေးတွေကသဘောတရားလေးတွေပြက်သွားတာလည်းပဲသဘောတရားလေးတွေ သဘောတရားဒါလည်းရင်ဖြစ်လို့သဘောတရားဒါလည်းရင်ပြတ်တယ်သဘောတရားအပေါ်မှာညာကလေးတက်ဝင်သွားမယ်ဆိုရင်အဲ့ဒါတက္ကာယတ္တိစင်တယ်လို့ဒီလိုခေါ်ပါတယ်အဲ့ဒီသဘောတရားကလေးတွေကပေါင်းစုပြီးတော့တိတက်ခိုင်မြဲနေတာဘာတကူမှမရှိဘူးအလုံးဟာအစိမ့်စိမ့်အပိုင်းပိုင်းခြားခြားအဖြစ်၆ပြောက်ပြည့်စည်သွားတာပဲလို့ဒီလိုသဘောပေါက်သွားမယ်ဆိုရင်တဲ့တတ္တရတ္တိစင်တယ်လို့ခေါ်ပါတယ် အပိုင်းပိုင်းခြားခြားပြပြတောက်တောက်တွေမြင်တယ်ဆိုပေမဲ့လို့လည်းပဲတခုပြက်သွားပြီးတဲ့နေရာမှာဒီတိုင်းရက်သွားတာမဟုတ်ပါဘူးတဲ့နောက်ထပ်စားထိုးပြီးတော့ရုံသဘောနံသဘောလေးတွေပေါ်လာတာဖြစ်ပါတယ်အဲဒီလိုစားစားအစားထိုးပြီးတော့ပေါ်လာတာဖြစ်တဲ့အတွက်မိမိရဲ့တဏ္ဍာမှာရုံသဘောကလည်းပဲဆင်ဆက်မပြတ်ဖြစ်နေတယ်နံသဘောကလည်းဆင်ဆက်မပြတ်ဖြစ်နေတာဖြစ်ပါတယ်အဲဒီလိုစားစားထိုးထိုးပြီးတော့ဆင်ဆက်မပြတ်ဖြစ်နေတဲ့ရုံဓမ္မနံဓမ္မလေးတွေရဲ့သဘောတရားကလေးတွေကို ိုင်ခားပြီးမြောငကြည့်လ်နိုင်မဲ့ဆိုရင်အဲ့ပြတ်တ်တော်တ်ဆဲတ်လို့ယူတယ်ဥစေတတိတိယုံလဲပြည့်စင်ပါတယ်။အော်ဒါလေးတွေကအကြောင်းကြောင့်ဖြစ်တဲ့ကြိုးတရားလေးတွေပဲပုဂ္ဂိုလ်တ attva လည်းမပါဘူး။ပုဂ္ဂိုလ်တ attva ပြုပြင်ဖန်တီးလို့လည်းဖြစ်တာမဟုတ်ပါဘူးဆိုတော့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့မြင်လိုက်တာဟာဒိဋ္ဌိစင်တဲ့သဘောပါပဲ။ပုဂ္ဂိုလ်တ attva ဖန်တီးလို့ဖြစ်တာမဟုတ်ဘူး။ဟောတာအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့ကြိုးတရားကလေးတွေပါပဲလို့အဲ့ဒီတော့သဘောပေါက်လိုက်တာဟာဝိသေကိစ္စကိလေသာကင်းစင်တဲ့သဘောပါပဲ။ ဒိဋ္ဌိကလေသာနဲ့ဝိသေကိစ္စကိလေသာနှစ်ပါးဟာညတာပရိညာသိနဲ့ကိစ္စယုံနဲ့တည်းမကျင့်တတ်ကြဘဲနဲ့ယခုလိုလက်တွေ့တရားရှုမှတ်တဲ့အခါမှာလည်းပဲအတိထဲမှာသာမကဉာဏ်ထဲမှာပါ ရှုခွင့်ရှုွက်ထဲမှာပါဒိဋ္ဌိဖြစ်လောက်တဲ့နေရာတွေဘာမှ မတွေ့တော့ဘူးဝိသေကိစ္စဖြစ်နေတဲ့အရာတွေဘာမှမတွေ့တော့ဘဲနဲ့ဒိဋ္ဌိတရားကိလေသာတရားတွေကင်းစင်သွားပြီဆိုရင်မိမိတို့ရဲ့ဉာဏ်မြင်လေးတွေဟာလည်းပဲ ဒိဋ္ဌိဆိုတဲ့သမုဒယသစ္စာလေးတွေကိုစတင်ပြီးတော့ပယ်တတ်နေပြီလို့ဆုံနိုင်ပါတယ်။ဒိဋ္ဌိဆိုတဲ့သမုဒယသစ္စာကလေးတွေကိုပယ်တတ်လို့မိမိတို့ရဲ့ဉာဏ်လေးတွေကရင့်ကျက်လာပြီဆိုရင်နိဗ္ဗာန်ဆိုတဲ့ဥတ္တရာကလေးတွေလည်းပဲဖြောင်းပြောင်းတန်တန်ဖြစ်လာပါလိမ့်မယ်။အဲဒီလိုအချိန်ဟာဉာဏ်ကလေးတွေရင့်ကျက်တဲ့အချိန်ဖြစ်တဲ့အတွက်ယောဂီအပေါင်းတော်ကောင်းတို့ဟာမိမိတို့ရဲ့တန်တန်မှာပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဒိဋ္ဌိအမြင်ကလေးတွေကင်းစင်တဲ့ကင်းစင်ရလေအောင် ဉာဏ်မြင်လေးတွေကျင်းနေတဲ့ကျင်းလင်းရလေအောင်ကြိုးစားပြီးတော့အဲ့ဒီကျင်းနေသောဉာဏ်ကလေးနဲ့နိဗ္ဗာန်ဆိုတဲ့ဥတ္တရာကလေးစီတို့ဖြောင်းပြောင်းတန်တန်ဥတ္တနိုင်အောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါရောက်ပြီအပေါင်းတော်ကောင်းတို့